ိုင်းရွှေသေးကတော့90တန်နဲ့ဈေးပိတ်သွားပါတယ်အလုံးမင်္ဂလာပါစေချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ကနေ့ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့ညနေပိုင်းတိုင်းရွှေဈေးက90တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက93,300ဆိုင်ကလက်ခံတဲ့ဈေးက93,200လက်ဝယ်ရတဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက92,100ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ3340နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ် တဒေါ်လာကိုထိုင်းမန်ငွေ32.4ခွေနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်လက်ခက PSC ထိုင်းရွှေခဲတပတ်သားကို9500နဲ့ပေါင်ဈေးရှိပါတယ်ဆိုင်ကလက်ခက်နယ်ဈေးကရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9200နဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝရဏတပတ်သားကိုဝယ်မယ်ဆိုရင်ဘန်ကောက်ထဲမှာလက်ခကတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်မိဝယ်တဲ့ထေပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝရဏတပတ်သားကိုပြန်ရောင်းမယ်ဆိုရင် ဆိုင်က900ခန်းလုံးပြတ်အောင်မှာဖြစ်တဲ့အတွက်4600ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်69.99ရှိတဲ့ရွှေကတကရန်ကိုဆိုင်ကရောင်းတဲ့ဈေးက3468ဘတ်ဆိုင်ကလက်ခံတဲ့ဈေးက3483ဘတ်96.5ခန်းလုံးရှိတဲ့ထိုင်းရွှေအခဲတပတ်သားကိုမြမကျက်ငွေနဲ့တွက်မယ်ဆိုရင်89,500ကျော်လောက်ဈေးနှုန်းရှိပါတယ်96.5ခန်းလုံးရှိတဲ့လက်ဝိရဏတပတ်သားကိုမြမကျက်ငွေနဲ့တွက်မယ်ဆိုရင်83,800ကျော်လောက်ဈေးနှုန်းရှိပါတယ် ထိုင်းရွှေကတော့လက်ရှိမှာတက်စီးနေရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်ရရှိအနေနဲ့စဉ်းစားပြီးတော့အခဲကိုပဲဝယ်စုကြပါလို့ကြံပြုချင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ။